အကြီးစရာတိုင်းလက်ရာတွေဖန်တီးတဲ့အခါမှာကိုပိုင်ကိရိယာတွေပစ္စည်းလေးတွေရှိကြပါတယ်။အကြီးစေးရေးချွဲမှုကလည်းအရေးအကြီးဆုံးဆုံးဖြတ်ချက်တွေထဲရတစ်ခုပါ။ဒီနေ့ Paris မြို့မှာလိုအပ်တဲ့ပကြီးပစ္စည်းတွေဝယ်ရင်အဓိကအသုံးများတဲ့ဆေးအမျိုးအစားတွေအကြောင်းပြောပြပေးပါမယ်နော်။မင်္ဂလာပါ Twin Paris ကြီးဆဆွဲရမယ်ဆိုရင်အရင်ဆုံးသုံးမဲ့ဆေးအမျိုးအစားကိုစရွေးရတော့မှာပါမတူတဲ့ဆေးအမျိုးအစားတွေကမတူတဲ့ပကြီးကားလက်ရာတွေဖြစ်စီအောင်နေမှာပဲဖန်တီးနေတော့ဖြစ်တဲ့စိတ်ခံစားချက်တွေကိုပါအများကြီးတက်ရောက်စေပါတယ်ဒါကြောင့်အကောင်းဆုံးရွေးချယ်နိုင်အောင်အခြေခံအသုံးများတဲ့ fine art ပကြီးဆေးတွေအကြောင်းပြောပြပေးပါမယ် ချီစေးကိုအသုံးပြုရတာထောပတ်တုံးလေးမှုရင်းနေရတယ်လို့ချောမွေပြီးတော့အယောင်ပြင်းအားကောင်းတယ်။ပကြီးတကားကိုနာယီပေါင်းများစွာတစ်ခါလေးရက်ချီလာချီပြီးတော့တောင်ရော့ဆက်ရေးချင်နိုင်တယ်။လာချီနစ်ချီပြီးစိမ်ပင်နှပင်နဲ့တွေးလိုက်ဆွဲလိုက်ရောလိုက်လုပ်ရတဲ့စီမျိုးဒီနေ့နည်းနည်းဆွဲပြီးထားခဲ့နောက်နေ့မှပြန်လာဆွဲလဲဆွဲထားတဲ့ဆေးရောင်တွေနဲ့ပြန်ရောလို့ရတယ်။အယောင်တွေထပ်တင်လို့ရတယ်။တေချာမုံပြီးတဘာဝအတိုင်းဓပုံအတိုင်းဣညက်ပြီးဆွဲရတဲ့အရာသာမျိုး ဒါပေမဲ့တိခန့်စိတ်တော့လိုအပ်တယ်။ဆွဲတဲ့အခါအားလုံး၆ဖို့ဆိုရင် တော်တော်လေးကြအောင်ဆောင်ရတယ်။တော်တော်များများပကြီသမိုင်းမှာမြင်ရတွေ့ရတဲ့ပကြီကတော်တော်များများကစီစင်းနဲ့ဆွဲထားတာများတယ်။ Renaissance kit ကပကြီဆရာကြီးတွေတို့ပြီးရင် Van Gogh တို့ဟိုတနေ့က Louvre အကြောင်းပြောတဲ့ Mona Lisa ဆိုရင်လည်းဒီစီစင်းနဲ့ပဲဆွဲထားတာ။ဒုနဲ့ဒဲနဲ့တေချာဟိတ်ဟန်အပြည့်ဆွဲရတဲ့ဆေးမျိုးစီစေးဆိုတဲ့အတိုင်းပကြီဆေးကိုစီနဲ့ရောပြီးဆွဲရတာ။ ။ထမင်းချက်တဲ့စီမဟုတ်ဘူးနော်။သူ့အတွက်သီးသန့်စီရှိတယ်။ဆွဲကျင်တဲ့လက်ရပေါ်မူတည်ပြီးအချောက်မြန်တဲ့စီကြာတဲ့စီ ဆိုပြီးရှိရဲစီစေးကတော့ဘလိုပဲအချောက်မြန်တယ်ပြောပြောကျန်တာနဲ့ရှင်၆ဖို့ကြာတယ်တခါလေအသုံးပြုတဲ့စီပေါ်မူတည်ပြီးလနဲ့ချီပြီးကြာတတ်တယ်ဆေးမှာအနံ့နေနေရှိလို့အိတ်ခမ်းအကျဉ်းလေးတွေဆိုအနံ့ပြင်းတာမျိုးဖြစ်တတ်တယ်လေဝင်လေထွက်ကောင်းတဲ့အခန်းမှာဆွဲရင်ပိုးအဆင်ပြေတယ် ရေးဆွဲပြီးလို့ရှိရင်လည်းစုတ်တံတွေကိုတိချလေးဆေးရတယ်ရေနဲ့ဆေးလို့မရအောင်နှစ်ထပ်ဆေးလို့ရှိရင်ဒုတိယထပ်ရအောင်မှရေနဲ့ဆေးပြီးရင်ရေနဲ့စုတ်တံဆေးတဲ့ဆက်ပြံနဲ့ပေါင်းပြီးတော့ထပ်ဆေးရတယ်ဆီဆေးဆိုလို့ရှိရင်လည်းဒီမှာဇင်းလုံးလေးရှိတယ် CU 1 2 3 4ပေါ့နော် CU ပေါ်မှာမူတည်ပြီးတော့ဇင်းလုံးလေးလည်းကွာသွားတယ်ဒီအားကြတော့ဆီဆေးနဲ့ပတ်သက်ပြီးတော့ထည့်ရတဲ့ဆေးဘလင်းလေး ဒီဆေးမျိုးစားကတော့ခစ်တည့်ရဲ့အကြိုက်ရေနဲ့ရောပြီးဆွဲရပေမဲ့စီစေးလိုပဲအယောင်အားကောင်းတယ်ပကြီးဆွဲတဲ့ကမ်ပတ်စတင်မဟုတ်ဘူးမျက်နှာပြင်တော်တော်များများမှာတုံးလို့ရတယ်ရေစေးနဲ့စီစေးနဲ့နှမျိုးစလုံးနဲ့တူအောင် ဆွဲလို့ရတယ် ရေမြမြထက်ပြီးဆွဲရင်ရေစေးလိုခက်ကြည့်ကြည့်လေးဖြစ်ပြီးတော့တက်ချာထူထူနဲ့စီစေးလိုမျိုးရခြင်းရင်စေးထူထူတုပ်ပြီးတော့ဆွဲလို့ရတယ်။နောက်ပိုင်းလက်ရည်တွေပေါ်လိုက်ပြီးတော့လည်းဒီမီဒီယံမျိုးစုံသူနဲ့တွဲတုံလို့ရအောင်ထုတ်ထားတာတွေအများကြီးရှိတယ်။စီစေးလိုဖြစ်ချင်အောင်တွဲတုံရတဲ့ပစ္စည်းတွေရှိတယ်။ဒူးတယ်ထူထူရအောင် ရောရတာတွေလည်းရှိတယ်။တော်တော်များတယ်သူနဲ့တွဲပြီးတုံလို့ရတဲ့ပစ္စည်းတွေက gel cream အရေးစီအများကြီးထွက်တယ်။အနံ့အယမ်းမပြင်းလို့အခန်းချင်းလည်းအဆင်ပြေတယ်။ဆေးအချောက်မြန်လို့တလွာပြီးတလွာထက်ဆွဲတဲ့သူတွေနဲ့ဆိုလို့ ရှင်လည်းအရန်လိုက်ဖတ်တယ်။တင်းလင်းမြမြဆွဲနိုင်တဲ့စိတ်ကူးတွေကိုအလွှာလိုက်ပုံဖော်နိုင်တယ်။ချူရဲ့ကိုပိုင်ဟန်ဖြစ်တဲ့ပိတ်ဆအထည်တို့ဆက်ကူကောလာဂျ်တို့နဲ့ပေါင်းဆက်သုံးနိုင်လို့ချူအသုံးအများဆုံးစိတ်အမျိုးစားပါ။အယောင်အားပြင်းပြင်းနဲ့မြ мян ချောက်တဲ့ဆေးရ၄နာရီ၅နာရီလောက်ဆိုရင်၆ပြီ။ဆေးသားအရန်ထွင်တော့နည်းနည်းပိုကြမှာပေါ့နော်။ဆွဲပြီးရင်စုတ်တံကိုရေနဲ့ဆေးလို့ရပါတယ်။စုတ်တံနေတိတိကျကျထိမ့်သိမ့်ကျင်တော့ရေနဲ့ဆေးနောက်ပြီးတော့မှစုတ်တံဆေးဆက်ပြနဲ့ထပ်ပြီးဆေးပေါ့နော်။ episode 6မှာတော့ပြောခဲ့တဲ့ David Hockney ရဲ့နာမည်ကြီးပကြီးကားတွေကဒီဆေးနဲ့ဆွဲထားတာတွေပါရေစေးကပကြီးဆွဲရဆိုတာထက်ရေနဲ့အတူကခုံစီမျောခြင်းလို့ပြောရင်ပုံမှန်မယ်။အရန်ထိန်ချုပ်ပြီးတော့လိုတလိုပုံသွင်းဖို့ထက်ဆေးကိုကခုံခွင့်ပေးရတာမျိုး။ ပါလွားပြီးတော့ကြည်တဲ့ဆေးအမျိုးအစားပါရေကွက်သွားတာဆိတ်ကွက်သွားတာလေးကမထင်မှတ်ပဲဖြစ်ပေါ်လာတဲ့တကယ့်အလားတရားကိုရှာရတဲ့ဆေးပေါ်ပါပြီးတော့တဲသွားလို့ကောင်းတဲ့အပြင်ထွက်ပြီးတော့ sketch တို့ outdoor တို့ဆွဲတာအတွက်တင့်တော်တယ် ပေါ်ပေါ်ပပနဲ့မတော်တဆအမားရီယာနေပြီးတော့အလှတရားဖြစ်သွားတဲ့အခါမြင်းလဲလေးတစ်ခုလိုမျိုးချစ်စရာကောင်းတဲ့ပကြီးဆေးလေးပါမြမပြီမှာအနုပညာကျောင်းသားတော်တော်များများရေစင်းနဲ့ဆဆွဲကြည့်ကြတယ်ဝယ်ဖို့လွယ်တဲ့300ရာရိုးရှင်တဲ့ရှုခင်းကားလေးတွေတရုတ်ဖော်ပုံလေးတွေမှာအသုံးများတယ်ဆေးတစိပ်ပေါ်လိုက်ပြီးတော့အယောင်လေးတွေလည်းလှတယ်တောက်တယ်ဆာရွက်အမျိုးအစားကိုတော့ရေစင်းဆွဲဖို့ထုတ်တဲ့စက်ကူတိချလေးယူရင်နော် ်ပိုစတာကလာနဲ့ gouache ဒီဆေးမျိုးစားတစ်ခုဟာတော်တော်လေးနှိစက်လို့ခွဲမပြော်တော့ပါနဲ့အထူးထူးအုပ်စုလုပ်လိုက်ပါတယ်ရေဆေးရဲ့အထူး version လို့ပြောရမယ်ဆေးသားထူတဲ့အယောင်ပျော်ပြောင်းပြီးတော့ချုံးမွေတယ်ဆေးမုံလေးတွေကိုဆွဲလို့ရအောင်ချုပ်ဆေးလိုဘိုင်းတာထည့်ပြီးလှုပ်ထားတဲ့ပုံစံမျိုးလေးရေကိုပဲတုံးပြီးတော့ဆွဲရတယ်ဆွဲထားတာလေးတွေခြောက်သွားရင်လည်းရေပြန်ဆိုးသွားရင်ဆေးရောင်ပြန်ရောလို့ရတယ် ိုစတာကလာကကျောင်းသူကျောင်းသားတွေပကြီးသင်တန်းတွေမှာအသုံးများတယ်။ guash ကတော့ဈေးနည်းနည်းပိုကြီးတဲ့အတွက် professional မှာပိုသုံးကြတယ်။ ပိုစတာကနည်းနည်းပိုပိတ်တယ်လို့ပြောမယ်။ဗကြီးမာတော့အိုပိတ်ဖြစ်တယ်လို့ပြောတာပေါ့နော်။နိုင်ငံဗကြီးအကြီးကြီးတွေအတွက်ပုံချမ်းရေးတဲ့အခါမှာလည်းသူတို့တခါလေသုံးတတ်တယ်။နောက်ပြီးတော့ digital ဆန်ဆန် design ဆန်ဆန်ဆွဲတဲ့လက်ရလေးတွေမှာအသုံးများတယ်။ခေဟောင်းဆန်တဲ့လက်ရတွေဖန်တီးခြင်းတဲ့အခါလည်းတခါလေသုံးကြတာတွေ့ဘူးတယ်။ဒီ gouache ကိုချူရဲ့ version exotica ဆိုတဲ့ series မှာသုံးထားတယ်။သူတို့ကြည့်ရတာအရသာအစ်တမျိုးလေး။ ထိလိုက်ဆွဲလိုက်တာနဲ့ပြန်ပြင်လို့မရတာဒီစိတ်မျိုးစားရဲ့ဇွမ်းအား အနက်ရောင်ကိုအဓိကအသုံးများကြပါမယ်ဆေးရောင်းဆုံးလာပါတယ်မြမပြီမှာတော့တိတ်မတုံးကြလို့ထင်တယ်အဲမြင့်အနက်ကပိုပြီးရှာလွယ်တယ်ဆုတ်တန်နဲ့လဲဆွဲသလိုကညစ်တို့ဖောင်တိန်တို့နဲ့လဲဆွဲတယ်မြမပြီမှာယဟန်းတွေစာရေးဆရာတွေကစာပေကူးယူဖို့အတွက်ဒီမြင့်ကြီးကိုရာစုနှစ်တွေခြီးပြီးတုံးခဲ့ကြတယ်ဒါကြောင့်မြင့်ကြီးဟာစိတ်ဝင်စားစရာကောင်းတယ်လို့အမြဲခံစားရတယ်စာပေနဲ့ဆက်နွယ်နေတဲ့ပကြီးတစ်ခုလို့ခံစားရတယ် စလုံးနဲ့ပတ်သက်တာတွေကတွန်းပုံကျင်းဆွဲတဲ့အခါတွေမှာသုံးတယ်။မင်ချစ်ဆွဲနေရချူးကြိုက်ဆုံးတဲ့ရတစ်ခုအတော်လေးကြိုက်တယ်။ပကြီးဆဆွဲခါစားအချိန်တွေတုန်းကဆိုရင်မြင်းနေတရိတ်ဆန်တွေကိုဒီမင်ချစ်နဲ့ဆွဲခဲ့တာ။ ပုံနှိပ်ဆက်ကထုတ်ထားသလိုမျိုးလေးအဲ့လိုခံစားရရဲဆွဲပြီးသွားရင်မြင်ချစ်ကိုရေစင်းနဲ့ပေါင်းပြီးတော့ဆွဲတာမျိုးတွေလည်းရှိရဲအဲ့ဒါကိုတော့ line and wash ရေးနီးပေါ့နော်တခါတလေ pan and wash လို့လည်းခေါ်တယ်သူ့ကိုဆွဲရင်တော့မြင်အားရေစိုးခန္ဓာလေးဝင်တော့မဟုတ်လို့ရှိရင်ဆွဲပြီးတော့မှအယောင်တင်လိုက်တဲ့အခါဆွဲသမျှအကုန်လုံးပြန့်ကုန်တတ်လို့ပါ ကဘာအသက်အကြီးဆုံးပကြီးစေးတွေတရာတစ်ခုဆေးရောင်အမုံနဲ့ကြက်ဥအနှစ်ကိုရောဆက်ပြီးတော့ဖန်တီးရေးဆွဲထားတာစီစေးတွေမပေါ်ခင်ဟိုးအချိန်တုန်းကအလဲခိအနုပညာရှင်တွေတုံးခဲ့ကြတဲ့ပကြီးစေးအချောက်မြန်နဲ့ရာစုနှစ်တွေခြီးပြီးတော့လဲခန်းတယ်ဆွဲပြီးလို့ရှင်လဲတိတ်တိတ်ကလေး ။သမိုင်းမှာကြော်ကြားခဲ့တဲ့ပကြီလက်ရာတွေကိုဒီဆေးနဲ့ဆွဲခဲ့သလိုချူးအနေနဲ့ကတော့ဒီဆေးကိုယ်တိုင်ကသမိုင်းရဲ့အပိုင်းအစတစ်ခုဖြစ်တယ်လို့ခန့်စားရတယ်။နောက်ပိုင်းခေတ်သစ်ပကြီဆေးတွေမျိုးစုံပေါ်လာပေမဲ့ခုချိန်ထိဒီနည်းကိုသုံးပြီးရေးဆွဲနေတဲ့ပကြီဆရာတွေလည်းရှိပါတယ်။လက်ရာရိုးရိုးလေးပဲဖြစ်တဲ့အခါမှာတော့ဒီပကြီဆေးရဲ့သမိုင်းချောင်းချောင်းပို့ပြီးစိတ်ဝင်စားစရာကောင်းတဲ့အမှုပညာတွေကိုထပ်ပေါင်းထည့်လိုက်တယ်လို့မျိုးဖြစ်သွားတာပေါ့။ဆက်ဆက်ပြီးတော့တွေးရရင်မြမပြည်ပကံဖျားတွေနေရဆေးရေးပကြီဆေးနီးတွေကဆေးတွေကလည်းဆက် က်ပြီးတော့လေးလာစရာတစ်ခုလိုပဲ count up pisor on patriotism လမ်းမတွေပေါ်မှာမွေးဖွားလိုက်တဲ့ဒီပတိဆေးကအခုပြာကန်းတွေထိတွေ့လာရပါပြီ။ Spray ဆေးကမြန်နဲ့ရဲရင်နဲ့လွတ်လပ်တယ်။နယံဆေးရေးပကြီးတွေအတွက်အကောင်းဆုံး စွမ်းအားတွေအယောင်ကူးပြောင်းမှုတွေပုံကံမှုတွေကိုဖန်တီးတယ်။နိုင်ငံအကြီးတွေပေါ်မှာစပရေးမုတ်ပြီးတော့ဆွဲရတာအထာကြရဲမိုက်တဲ့ရင်ခွန်စရာကောင်းတယ်ပေါ့နော်။ဒါပေမဲ့ထိန်းချုပ်မှုလည်းလိုတယ်။တခါမားပြီးဖြန်းပြီးလိုက်လို့ရှိရင်ပြန်ဆရတာမျိုးမှားသွားတာမျိုးဖြစ်တတ်တယ်။လိုချင်တဲ့ပုံစံရအောင်စပရေးကောင်းလေးတွေလဲတက်ပြီးတော့ဆွဲရတယ်။ အဆုတ်သေးကိုဆေးတွေဝင်တာများရင်ရှူမိတာမျိုးမဖြစ်အောင် mask ကလေးတွေတက်ပြီးတော့အသုံးပြုကြရတယ်။ပြင်းရင်လွှာရင်မြင်မြန်ဖန်တီးလို့ရတဲ့လက်ရမျိုးအတွက်သူကအဖို့မှုကောင်းမယ်။ဒီဘက်မှာတော့ရထားတွဲတွေ၊နေရံတွေ၊ဗုတ်ပြားကြီးတွေမှာလက်ရတွေအားရစရာကောင်းအောင်တွေ့ရတယ်။တမိုင်းတံပိုးရှိတဲ့နေရာနဲ့တဘာသူရဲ့နေရာတွေရောဖြတ်စည်းခြင်းဖြစ်အောင်တာဝန်ယူရမှာပေါ့နော်။ဖန်တီးတဲ့သူတွေကဖန်တီးတာနဲ့ဖြက်စီးတာတော့အရင်ကွဲပြားအောင်လေးလာရပါမယ်ဒီဆေးမသုံးခင် ီဆေးရီတော်တော်များများကိုတော့ရှင်းပြပြီးသွားပြီ။နောက်တစ်ခါကြုံခဲ့ရင်ပုံဆွဲတဲ့အခါမှာတုံးတဲ့ drawing ပစ္စည်းလေးတွေကိုလည်းမျှဝေပေးဖို့ကြိုးစားပါအောင်မယ်။ဘာပဲပြောပြောကိုရွေးလိုက်တဲ့ဆေးဟာအယောင်တစ်ခုတည်းတော့မဟုတ်ဘူး။ခန်းစားချက်တွေရေးမဲ့အကြောင်းအရာတွေကိုအကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့အရာကိုသုံးကြတာများပါတယ်။နောက်ပြီးတော့ခန်းစားချက်တွေနှလုံးသားတွေနဲ့လောက်ကြတဲ့အနုပညာမှာ DPG ဆေးကိုသုံးရင်းနဲ့ဖြစ်ပေါ်လာတဲ့ကိုယ့်ရဲ့လွတ်လပ်မှုခန်းစားမှုတွေကလည်းဆေးပေါ်မူတည်ပြီးတော့ပြောင်းလဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ပကြီစေးဟာကရိယာတစ်ခုအဖြစ်တင်မကပါဘူးအတန်တန်မှာအနုပညာရှင်တိုင်းကိုကိုကိုပြန်ပြောမဲ့အတန်ကိုရှာဖွေရမှာပါ